မိတ်ဆွေတို့ရောင်းမကုန်မဲနဲ့တန်နေတာတွေစီးပွားချင်းရှင်လာရင်ကိုကမရောင်းရဘဲနဲ့တခြားလူကရောင်းရတာတွေဒီရေတရားလေးကိုရေုံကြည်ကြည်နဲ့ပြုလုပ်ကြည့်ပါတလားလောက်ဆိုရင်တော်တော်ထူးထူးခြားခြားထူးထူးထောင်ဖြစ်လာပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါဆရာတော်အောင်ဆက်ကြကံမီရလောကပညာဌာနန်းကဆရာမိုးကျော်သူဖြစ်ပါတယ်ဒီကနေ့မှာတော့မိတ်ဆွေတို့အတွက် ဈေးရောင်းဈေးဝယ်ရောင်းဝယ်ဖောက်ကားကုန်စည်ပွဲစားများအတွက်မိမိတို့ရဲ့အရောင်းဝယ်ကုန်ပစ္စည်းတွေမြန်မြန်ဆန်းဆန်းလွယ်လွယ်ကူကူလင်းလင်းမြန်မြန်ရောင်းထွက်နိုင်စေရေရောင်းမထွက်ဘဲနဲ့တန့်နေတဲ့တန့်ကြနေတဲ့ကုန်ပစ္စည်းတွေမြန်မြန်ဆန်းဆန်းရောင်းထွက်နိုင်စေရန်ရေဒီယာလေးတစ်ခုကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်ဆရာဒီကောင်းစဉ်လေးဒီရေဒီယာရဲ့ကောင်းစဉ်လေးကိုရောင်းဝယ်စီးပွားတိုးတက်အောင်ဒီလိုလေးတွေစောင်းလို့အမိပေးထားပါတယ် တို့လိုအပ်တဲ့အရာဖန်ကွက်အကြည်တစ်လုံးလိုပါမယ်ဒီအစီအစဉ်ကိုပြုလုပ်တဲ့အခါမှာနေ့စဉ်နနက်6နာရီတိတိမှပြုလုပ်ရပါမယ်သုသတိထားမှာကတရက်ထဲပြုလုပ်လို့မရပါဘူးနေ့စဉ်နေ့တိုင်းပြုလုပ်နေရပါမယ်မိမိရဲ့ကော်မစီတွေနေ့စဉ်နေ့တိုင်းရောင်းထွက်ခြင်းရင်အယောင်းမြန်ခြင်းရင်အယောင်းတွက်ခြင်းရင်နေ့စဉ်နေ့တိုင်းပြုလုပ်ပါဒီနေ့တရက်ထဲအယောင်းထွက်ခြင်းလဲဆိုရင်တော့လည်းတရက်ထဲလုပ်ပေါ်လေဆိုတော့ မနက်6နာရီတိတိမှာနေ့စဉ်နေ့တိုင်းပြည့်လို့ရပါမယ်။ဖန်ကွက်တစ်လုံးလိုပါမယ်။မိမိဖန်ကွက်သေးကိုရေထည့်ပါ။ရေထည့်ပြီးတဲ့အခါမှာနေ့စဉ်လှူပေးရမယ်။ပန်းလေးတွေရှိပါတယ်။ဆရာဟုပြောပြပေးသွားပါမယ်။တလင်းကလေးနေ့မှာနေ့စဉ်လှူပေးရမယ်ဆိုတဲ့နေရာမှာနေသားလည်းနေမဆိုင်ပါဘူးနော်။တနင်္ဂနွေစာစနေအစုံဘယ်နေ့သားသမီးဖြစ်ဖြစ်တနင်္ဂနွေတနင်္လာအင်္ဂါဘုရုကြပဲတောက်ကြစသဖြင့်ရက်တွေမှာ ပုံမှန်လူပြီးရမှာဖြစ်ပါတယ်စနေသားလည်းဒါပါပဲတနင်္ဂနွေသားလည်းဒါပါပဲဆိုတော့ဆရာတို့တနင်္ဂနွေနေ့မှာတပြေတီဟိုတနင်္လာနေ့မှာနှင်းစီနှင်းပန်းအင်္ဂါနေ့မှာအုံညွန့်အုံပန်းဗုံလူးနေ့မှာဂန္ဓမာဂန့်ကိုကြာသာပင်းနေ့မှာစပယ်စည်းညွန့်တောက်ကြနေ့မှာရွက်လှဝါစနေနေ့မှာမေမြုဆရာအခုပြောပြပေးသွားတဲ့တပြေတီဟိုနှင်းစီနှင်းပန်းစသဖြင့် နှစ်မျိုးစလုံးရလဲနှစ်မျိုးစလုံးလှူနိုင်ပြီးတော့နှစ်မျိုးလုံးမရလို့တစ်မျိုးတည်းရလဲတစ်မျိုးတည်းလှူနိုင်ပါတယ်လှူရမယ့်အရေးတွက်မရှိပါဘူးမိမိနှစ်သက်ရာမိမိအစင်ပြေရာနေလီတော့မှားလို့မရပါဘူးတနင်္ဂနွေမှာတပြေနဲ့ဒီဟိုရရတစ်ခုခုနှစ်ခုလုံးရလဲနှစ်ခုလုံးတနင်္လာမှာနှင်းစီနှင်းပန်းရရတခုခုနှစ်ခုလုံးရလဲနှစ်ခုလုံးအင်္ဂါမှာအုံအုံပန်းဘုံဓူမှာကန္နမှာကန့်ကောဇာတာပတိမှာဇပယ် ဇီတောက်ကြမှာရွက်လဝါစနေမှာတော့မေမျိုးမိမိနှစ်သက်ရဖះမှာတူတန်းပေးရမှာ ဖြစ်ပါတယ်အရေးအတွက်မရှိပါဘူးဘဏ္ဏညွတ်ဘဏ္ဏခတ်မရှိပါဘူးမိမိရဲ့တရာအလိုက်ဆယ်ခတ်လည်းရတယ်လို့အခတ်တရာလည်းရပါတယ်မိမိရဲ့တရာပေါ်မှာပဲမူတည်ပါတယ်ဒီလိုလက်ပန်းတွေကိုတူတန်းပေးတဲ့အခါမိမိရဲ့ရောင်းကုန်တွေရောက်ထွက်ပါသေးကြ မမြန်ဆန်ဆန်လွယ်လွယ်ကူကူရောင်းဝယ်တော့ပါစေကြောင်းဆူတောင်းလို့ရပါတယ်ဆူတောင်းပြီးတဲ့အခါမှာမိမိတို့လှူထားတဲ့ဖန်ခွက်ထဲကရေအနှင်းငယ်ကိုပြန်စွန့်ပြီးတော့မိမိတို့ရဲ့ရောင်းဝယ်ကုန်တွေကိုပတ်ဖြန်းပေးပါနောက်တစ်ခါမိမိတို့မှာရောင်းမထွက်ဘဲနဲ့ဥမာတပတ်ဆယ်ရက်တလ9သတင်းတောင်းတင်နေတတ်တဲ့ကုန်ကြွေးကော်ဟောင်းတွေရှိတတ်ပါတယ်ဒီလိုကုန်ရှိတယ်ဆိုရင် အခုလိုစက်ကူအဖြူနှစ်ရွက်လိုပါမယ်စက်ကူအဖြူနှစ်ရွက်နဲ့ကစွန်းညွန့်နဲ့ဒန်းညွန့်ကိုနှစ်မျိုးပေါင်းပြီးတော့အဖြူနှစ်ရွက်နဲ့ထပ်ပြီးတော့လိပ်ပေးရပါမယ်စက်ကူအဖြူနှစ်ရွက်ကိုထပ်ထားရမှာဖြစ်ပါတယ်တရွက်ချင်းမဟုတ်ပါဘူးနှစ်ရွက်ကိုထပ်ပြီးတော့ကစွန်းညွန့်နဲ့ဒန်းညွန့်ကို အစင်ပြေသလိုအရေအတွက်မလိုပါဘူးထည့်ပြီးတော့စက်ကူအဖြူနဲ့လိပ်ပါ လိပ်ပြီးတဲ့အခါဒီပင်းလေးဆိုရီမိုတ်တိတ်ကလေးနဲ့ပြန်မပြူအောင်စီးထားပါ စီးတဲ့စီးပြီးတဲ့အခါမိမိရဲ့စိုင်းနေရာလွတ်တဲ့နေရာတနေရာရဲ့အမြင့်မှာတင်ထားပေးပါဒါဆိုရင်မိမိတို့ရဲ့ရောင်မကုန်မဲနဲ့တန့်နေတဲ့တန့်ကြနေတဲ့ကုန်ပစ္စည်းတွေရောင်းထွက်သွားပါလိမ့်မယ်တရက်သေးလောက်အောင်မဟုတ်ဘဲနဲ့နေ့စဉ်ရက်ဆက်လောက်အောင်ဖြစ်ပါတယ်နေ့စဉ်နက်နက်6နာရီတိုင်းမှာပြည့်လောက်အောင်ဖြစ်ပါတယ်မိမိတို့ဓာတ်ပန်းတွေလှူဒန်းပြီးတဲ့အခါမမေ့မလျော့ဒီပန်းအိုးရဲ့ရေကို အနည်းငယ်ပြန်စွန့်ပြီးတော့မိမိတို့ရဲ့ကုန်ပစ္စည်းတွေအပေါ်မှာပတ်ဖြန်းပေးဖို့မမေ့ပါနဲ့မိမိနှစ်သက်တဲ့အမွေးနှမ်းသားနှစ်သက်တဲ့အရာရေမွေးတို့နတ်သက်ဖြူတို့စသဖြင့်အမွေးနှမ်းသားတွေရောဆက်ပြီးတော့ဒီပြန်စွန့်ထားတဲ့ရင်နဲ့ရောပြီးတော့ပတ်ဖြန်းလို့လည်းရပါတယ်ပြီးတဲ့အခါမေတ္တာပို့ပါမေတ္တာတုပ်လေးရွတ်ပေးပါအနည်းဆုံး9ခေါက်တော့ရွတ်ပေးပါဒါနေ့စဉ်မပြတ်ဝတရားမပြတ်ပြုလို့ရမယ် ရေရာလေးဖြစ်ပါတယ်မိသူတို့အများကြီးမပြုတ်လို့ပါနဲ့တပတ်ဆယ်ရက်ဖတ်တဲ့ဖြင့်နည်းနည်းလေးခဏလေးပဲပြုတ်လို့ကြည်ပါမိသူတို့ထူးခြားအံ့ဩဖွယ်ရများကိုလက်တွေကြုံမှာဖြစ်ပါတယ်မိသူတို့ရဲ့ရောင်းမှုကုန်မင်းနဲ့တန်နေတာတွေအများနဲ့ရှင်ရင်ကိုပစ္စည်းတွေကနောက်ရောက်နေတာတွေစီးပွားချင်းရှင်လာရင်ကိုကမရောင်းရဘဲနဲ့တခြားလူကရောင်းရတာတွေဖတ်တဲ့ဖြင့်ခက်ခဲတွေများစွာဖြစ်နေတဲ့လူတွေဒီရေတရာလေးကိုရေယုံကြည်ကြည်နဲ့ ပြုလုပ်ကြည့်ပါတလားလောက်ဆိုရင်တော်တော်ထူးထူးခြားခြားထူးထူးထောင်ဖြစ်လာပါလိမ့်မယ်မိတ်ဆွေများအားလုံးနာဗျံဒီမရှိကြပါဘူး